စပားပဲရင်းနဲ့မလားမန်ချစ်ပဲအမဲဖြစ်ခံရမလားဒီတပတ်နိုဝင်ဘာလ10ရက်နေ့စနေနေ့ညမှာဆိုလို့ရှင်တော့ပရီးမီးယားလိပွဲစဉ်အဖြစ်စပားနဲ့မန်ချစ်တို့ပွဲစဉ်ရှိပါတယ်စပားဆိုတာကခြေယူးတဲ့ကိုနေထူးဖြစ်ပြီးမန်ချစ်ကတော့ခြေတင်နေတဲ့မောင်ဘာချစ်ဖြစ်နေတာပါ စပားအကြောင်းကိုခတ်ဆောင်းဆောင်းလေးပြောရရင်တော့နောက်ဆုံး၃ပွဲကိုပြန်လော့ကြည့်ရင်ဖြင့်နယူးကို2စီညီမာလေးကို1စီ နိုင်တာတော့လည်းမဟုတ်ပါဘူးရင်နဲ့ပြီးတော့ပြန်မလာနိုင်ခဲ့တဲ့ပွဲစဉ်တွေကိုပြောပြတာပါဒါပေမဲ့တခါမှမရဘူးတဲ့ချန်ပီယံလိမာတော့အခြားပင်ဖြစ်နေတယ်ကိုဘင်လိုအသင်းမျိုးကိုဖိုးစည်းဆိုတဲ့ရာလနဲ့အသေးသေးပြီးတော့ရေမင်းနဲ့ကြောင်းတရင်ကောင်းပါခဲ့တာလည်းဖြစ်ပါတယ်နိုင်တာကလည်းရိုးရိုးတော့မဟုတ်ပါဘူးမိနစ်50ခရက်ကတယောက်ယောက်နဲ့ကစားခဲ့ရတာတော့ပြိုင်ပက်အသင်းကိုနှစ်ကိုထပ်ပြီးတော့တွင်းယူခဲ့တာပါဘာလာလာလို့ပြောရမယ်ဆိုရင်တော့ ငိုးမစပါဒါတော့ကောင်းလွန်းသွားပြီကဲကဲဟိုဘက်ကမန်ချယ်လေးကိုစစ်ပြီးတော့ပြောရအောင်ပါယာဒီအစားနလန်မထနိုင်မဲဂေလာနာဖြစ်နေခဲ့တဲ့စိုက်ကားသမားလေးမောင်မန်ချစ်ကတော့တောင်ကြာပန်းအစွမ်းနဲ့အသေးလမ်းပြီးအကဲဆန်းတဲ့စန်ဒါလိုင်းကို တူးစီ ဖိုးကြနေတဲ့အမောင်ဂျိုးကြကိုတူးဝမ်းဇင်ရော်ကို ဖိုးတူးနဲ့အပီပြင်းစော်ပြီးတီးထုတ်လိုက်တာပရိသတ်တွေကလည်းမန်ချစ်မှမန်ချစ်တီကိုဖြစ်နေတာပါ မန်ချစ်ဖလားတီပါမှန်းလို့ငိုးမှာဒါတော့လွင်သွားပြီကွာသုံးပွဲစစ်နဲ့ခရီးဆက်ခဲ့ပြီမဲ့တက်တော့မှာနဲ့မျောပြီးတူတူနဲ့တရေးအိပ်ပျော်သွားလို့ပရိသတ်တွေမနှက်တဲ့အစင်းရှစ်မှာခက်ကကုတ်လေးပြန်ပြီးတော့ထိုင်နေလိုက်ရပါတယ်ဒီပွဲမှာတောင်းသူဦးကြီးဖြစ်တဲ့စပါပဲရင်နဲ့မလားမန်ချစ်ပဲအမဲဖြစ်ခံရမလားဒါမှမဟုတ်မန်ချစ်ပဲလမ်းထွက်ပြီးတော့ပြန်တက်သွားမလားစပါကပဲ ရင်မင်းနဲ့ပဲဆန်ဖြစ်လာမလားစောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်ကိုရဲ့အမြင်လေးတို့လည်းမန်းခဲ့ကြပါအောင်ဗျဒီလိုမျိုးချစ်လို့စတာမို့ဖန်ဒီအနေနဲ့လည်းစိတ်မဆိုးကြဖို့အတွက်ဒီနေရာကနေတောင်းပန်ချင်ပါတယ်နောက်နေ့တွေမှာလည်းအခုလိုမျိုးရည်စရာရှင်စရာကောင်းတဲ့စကလုံးလေးတွေနဲ့အတူဒါပရိသတ်တွေအတွက်တင်ဆက်ပေးသွားမှာဖြစ်လို့ကြိုက်နေတဲ့ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကို like and share subscribe လေးလည်းလုပ်သွားပေးကြပါအောင်ဗျအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်